ကြက်ချီအခက်ခံလိုက်ရတဲ့ဂျယ်ရီအခန်းဆက်နှစ်တတိလာပြီနင်တို့ဘာမေးကြတာလဲမေးကြဂုရယ်တခါလဲမေးတော့နင်တို့တတိရှိတော့မမေးရနဲ့ပြန်သွားမှပွားစီပွားစီကမကြခြင်းဘူးကဲမေးစကပြန်မကလက်ပိုင်အော်ပြောသည် तू ပြောလင်လေပြောတော့ဒီမိန်ကလေးအများစုကတထေးရှည်ရောက်လင်ငြိမ်ကုတ်ရနေကြသည် တတိမရှိမှ မကျေနပ်သည်များပူညာပူညာလို့သည်ကျွန်တော်ကလည်းသူတို့လိုပုံကိုမကြိုက်ပြောစရာရှိရင် ပြောမှကြိုက်သည်တတိကတယောက်ထက်လာခြင်းမဟုတ်အဖွဲလိုက်လာခြင်းဖြစ်သည်အားလုံးကတတိရှယ်ယာဝင်လည်းဖြစ်နိုင်သည်တတိဆိုသူကိုမမြင်ခင်ကဝါဝါဖိုင်ဖိုင်ဒေါင်းကောင်းကောင်းစမတ်ကြကြဖြစ်ရမည်ဟုစိတ်မျက်စီနဲ့မြင်ခဲ့မှုသည် အရှင်လက်လက်အကောင်လိုက်မြန်မှအထက်အောက်ဖယိုဖေးရဲ့အဝတ်စားနဲ့ဘလို့မှကြည့်မကောင်းမှန်းသိရသည်တတိပီးတွင်နှကန်းတော်တော်တင်းကောက်ကောက်နဲ့ပေါန်အန်းတယောက်ပါသည်ပေါန်အန်းဆိုသည်ကလုံကြုံရင်းကိုပြောခြင်းဖြစ်သည်လူစိုးဒိန်းစုပူမှန်မီတတိကရိုက်စုရရဲတတ်စုတရဲသည်ကောင်းစားမျိုးဖြစ်သည်လက်ထရင်တော့ဘာမှမပါ သူ့ခန္ဓာကိုယ်ကပြတ်တူးကြပါသည်ကိုကျော်ဆန်းကမေးစရာရှိသည့်များကိုစာရွက်ကင်ပြီးရင်းရင်းကြီးကြီးထမိသည်ပထမဆုံးမေးချင်တာကကျွန်တော်တို့ကလစာဘယ်လောက်ရမှာလဲရဲပေါင်ကြီးကဘယ်လောက်နှုတ်မှာလဲပြီးတော့စာချုပ်ကရောဘယ်နှလားချုပ်ရမှာလဲစာချုပ်တက်တန်းပြင်ရောကြီးပြီးစရာမလိုပဲတန်းပြန်လို့ရလား အဲ့ဒါသိကြပါတယ်စကားပြန်အမကတရုတ်တစ်ထည်ကိုတရုတ်လိုပြောပြသည်ကိုကျော်ဆန်းမေးသည့်မိကွန်ကအစီစဉ်ကြသည်ရဲပောင်ကြီးဆိုသည်ကတရုတ်လက်အောက်အလုပ်လုပ်ရသည့်အလုပ်သမားမှန်သမျှ10ရက်15ရက်စသဖြင့်တထည်ကလုံအားကနှုတ်ထားရသည်အလုပ်ကထွက်လင်းတော့လကောင်အလုပ်ထုတ်လိုက်လင်းတော့ကောင်နှုတ်ထားသည့်ရဲပောင်ကြီးကိုပြန်ပေးသည် တရုတ်တည်းဆိုသူကတရုတ်လူတွေရှင်းပြသည်ကို ကြောက်ပေါက်မှာကလေးတန်းမှမှဖြင့်ပြန်ပြောပြသည်သူပြောတာကလစာကိစ္စကိုအရင်မမေးနဲ့ဟုတ်လားအလုတ်ကမလုပ်ရသေးဘူးဖောက်တယ်ရအောင်အရင်မရှာသေးရဲ့နဲ့လစာကိစ္စမမေးနဲ့ဟုတ်လားအရင်ဆုံးလူရအောင်ရှာလူရပြီဆိုရင်ကိုလိန်တိုင်းတလောက်ကိုလိန်တိုင်းလိန်တိုင်းတလောက်မောက်ဆွေးများများရမယ် ။အခုကလူကြရအောင်မရှာသေးဘဲနဲ့လာစာကိစ္စပြောတာ तू မကြိုက်ဘူးတဲ့။တတိပြောသည့်စကားတွေကဘာမှသက်ဆိုင်နေမရှိ။အယူချီးပန်းလျှောက်ပြောသည့်ပုံစံဖြစ်သည်။ तू ပြောပုံရဟောက်တယ်မရှာနိုင်လင်လာစာမရဘူးသည့်သဘောတက်ရောက်နေသည်။သူတို့တွေရွှေဥဥမပေးရင်ရိုက်သက်စားမိပုံစံမျိုးဖြစ်သည်ကျွန်တော်တို့ကလက်မခံနိုင်ကြအလုံးပူညာပူညာဖြစ်ကုန်ကြသည် မကျင်တဲ့တံတွေပွက်လို့ရိုက်လာကြသည်ခင်ဝေကကျွန်တော်ပဲလက်ပြီး စိုးရင်ဒီရန်လှုပ်ပြနေသည်ကိုကျော်ဆန်းကလည်းသူ့လိုချင်သည့်အဖြစ်မြ၍တရှူရှူတရေရေဖြစ်နေသည်သူပြောလင်ဒေါသကြောင့်အမားပါမည်ဆိုပြီးကျွန်တော်ကိုလက်တော့ပြီးမင်းမပြောလိုက်ပါကွာဟုထားခိုင်းသည်ကျွန်တော်တို့ဘက်ကလည်းလူရရှိရတဲ့အစွမ်းကုန်စူးစမ်းနေပါတယ် တကယ်လို့ပေါ့ဗျာခင်ဗျားတို့ပြောတဲ့ဖောက်တယ်ပေါ့အဲ့ဒီဖောက်တယ်မရရင်ရောလစာကဘယ်လိုအခြေအနေဖြစ်မှာလဲဆိုလိုတာကလစာလျှော့တာမျိုးလုံးမှာလားဒါမှမဟုတ်မပေးတော့တာလားပြီးတော့လူမရခဲ့ရင်တော့ကျွန်တော်တို့ပင်ပန်းထားတဲ့အတွက်အကျိုးမြတ်ကဘာပြန်ရမှာလဲအဲ့ဒါသိချင်ပါတယ်เจ้าบ่าวมาก็ตูจ้างเงินดีสึกามาจ้างอย่างนี้บาပြောอ่ะมันไม่ดีဖြစ်သွားดิ သူကြားရင်ဒီကလူရအောင်ကြိုးစားရှာပါမယ်ဆိုတဲ့စကားမျိုးဖြစ်သည်တို့မှလည်းတတိကိုမျက်နှာလုံနိုင်ပြီဖြစ်သည် ကျွန်တော်ပြောသည့်စကားရင်းတွင်လူရအောင်ရှာပါမည်သူစကားတခေါမှမပါမဟုတ်ဘူးလေကြုတ်ပြောတာကလူရအောင်ရှာငါတတိကိုမေးခိုင်းတာမင်းကိုမေးနေရမဟုတ်ဘူးမင်းလောက်ကစကားပြန်အလုပ် ငါတို့ပြောတာကတထေးကိုပြန်ပြောပြီကျောက်ပေါက်မှာစကားမဆုံးမီကျွန်တော်ကဖြတ်ပြောလိုက်သည်ကျောက်ပေါက်မှာကလူတော်တဲ့သူ့ကိုပြန်ပြောခံရတော့ကြောင့်ရှုံ့မဲ့မဲ့ဖြစ်သွားသည်တထေးကဝူရဝါဒပြောသည်ကိုကျောက်ပေါက်မှာကပြန်ပြပါသည်ကဲတွေ့လား तू လဲအဲ့ဒါပြန်ပြောတာပဲမင်းတို့လူရအောင်သာရှာလာစားလည်းမကဘူးမုံမိုးတွေကအများကြီးရမှာ ယွမ်1000ဆိုလည်းဟုတ်တယ်2000ဆိုလည်းဟုတ်တယ်ချက်ဖို့ငွားကဘယ်စီနေမှမသိသည့်မုံပုံးနေချော့သည်ကိုကျော်ဆန်းကလာစားပေးမိဆိုသည့်စကားထွက်မလာ၍ကွန်ပျူတာကိုဆက်နေပြလိုက်သည်လာစားမရအလုံးမလုပ်ဘူးကွာဘောက်ဆက်ဆက်ပြောရင်ကျွန်တော်တို့ကကွန်ပျူတာပိတ်ပြီးထိုင်နေကြဖို့ပြောသည် ျွန်တော်တို့ကလည်းအားလုံးကိုကွန်ပျူတာပိတ်ပြီးထိုင်နေအောင်ဩပြောလိုက်သည်တေဝတထေးကစကေပြာမောက်ကိုလက်ညှိုးထိုး၍တခုကိုမေးနေသည်ကွန်ပျူတာကိုဘယ်သူရင်စပိတ်တာလဲတဲ့ဒီမှာမေးနေတယ်စကေပြာမကတထေးပြောသည်ကိုဒေါသသာနဲ့ပြန်ပြောပြသည်ကျွန်တော်တို့ကလည်းတုတ်တုတ်မလို့သူလိုလို ကိုလိုလိုငိမ့်နေသည်တကယ်တော့ဘသူရင်စပိတ်တီကိုသူလဲသိပါသည် မြမချင်းချင်းအတုတ်ထောင်မလုပ်ရွက်၍မသိကြအောင်ဆောင်မေးလိုက်ခြင်းဖြစ်သည်ပြောလေလုံတော့ကလုံပြီးတော့ဝယ်မခံရဘူးလားနို့ယောက်ျားရယ်မဟုတ်ဘူးလားဒီစကားကကိုကျော်ဆန်းကိုခနဲ့လိုက်စကားမှန်ကျွန်တော်သိသည်စကားပြားမနဲ့ကိုကျော်ဆန်းကြားတွင်မချင်းတဲ့ဆရာလေးများရှိဘူးသောကြောင့်လဲခနဲ့လိုက်ခြင်းဖြစ်သည်တခါကဒီကောင်းဆောင်ဇွတ်ဖြစ်၍စကားပြားမကကျွန်တော်တို့မျက်နာမကြည့်ပဲ ာနာရှင်ဆန်ဆန်ဟိလာဟော်လာလို့ဘူးဒီတလီတဲ့စီစဉ်ကငါနေတော့ဘယ်မှာရှိတယ်ဟုစကပြန်အမကပြောခဲ့ဘူးရာကိုကျော်ဆန်းကယခုလိုအာနာရှင်ဆန်ဆန်တရုတ်တွေဘက်ကလိုက်တဲ့အတွက်မကြီးနဲ့စကားကိုဘလောင်းမလဲလို့ဒီပြည်ရစာပါဇက်နေတူသည်မှတ်ယူ၏တာဒီလူပြည်ရစာတခြင်းကိုစကပြန်အမရှိတယ်ဖွင့်ပြီးအော်ဆိုခဲ့ဘူးဒီ ို့နောက်ကိုကျော်ဆန်းနဲ့စကားပြန်အမခတ်တန်းတန်းတာနေတော်သည်ယခုလိုခွင့်ကားတဲ့နှုန်းယောက်ျားမဟုတ်ဘူးလားဟုကိုကျော်ဆန်းကိုခနဲ့လိုက်သည့်အတွက်ကိုကျော်ဆန်းလည်းအောင့်တက်တက်ဖြစ်သွားလေသည်ကျွန်တော်ပြောတာလစာကွန်ပျူတာသူပိတ်တာလည်းရင်ပြေစကားမဆုံးခင်စကားပြန်အမကဖြတ်ရင်မိလိုက်တော့ကြောင့်ကိုကျော်ဆန်းကစက်နဲ့ဒေါသကြီးထားရသည်ပါးစပ်ကလည်းငါပိတ်တာကွာဟုဘောက်ဆက်ဆက်ပြောလိုက်သည် တယောက်တည်းရလင်တိုက်ပိတ်၍အရိုက်ခံနိုင်သည့်အတွက်ကိုကျော်ဆန်းနောက်ကကျွန်တော်မလိုက်ရသည်ထို့ကြောင့်တစ်ဖွဲလုံးမတ်တရကုန်သည်နေတို့ထဲမှာခေါင်းဆောင်မသူလဲစကပြန်အမကကြံရံမရ၍နောက်တစ်မျိုးပြောင်းမိပြန်သည်ထို့ချိန်တွင်တယောက်ခေါင်းဆောင်က ကိုကျော်ဆန်းကို အဖွဲခေါင်းဆောင်ခန့်ထားပြီလေကျွန်တော်တို့လှုပ်ချင်သည်တွားချင်သည်များရှိလင်ကိုကျော်ဆန်းကတစဉ်တင်ပြသည် ယခုခေါင်းဆောင်မသူလဲဦးမေးသည်မေကွန်းသည်အဖွေခေါင်းဆောင်ကိုမေးခြင်းမဟုတ်ဥဆောင်အိုးရပြုသူကိုမေးခြင်းဖြစ်သည်ခေါင်းဆောင်သူကတယောက်တည်းဆိုရင်တယောက်တည်းကိုအညိုတေးထားနိုင်သည်ကိုကျွန်တော်တို့အားလုံးသိသည်ထို့ကြောင့်အလိမ္မာနီးသုံးကကျွန်တော်ကငါတို့အားလုံးကခေါင်းဆောင်ပဲပြန်ပြောလိုက်ရလိမ့်တယောက်တည်းရလိမ့်မည်ဟုထင်မှတ်ထားပုံရသည်တတိကအယောက်30ကျော်လုံးထားရတာမြင်တော့လန့်သွားသည် နဖူးရင်လည်းချွေးစင်းများပြန်နေသည် မြင့်မှန်တဲ့တရုတ်ဘိုးတော်ကကျွန်တော်အားလုံးကိုခြုံကြည့်နေသည်ဘသူကအဓိကလဲဘသူ့ကိုဖိရင်ပြန်မလို့ရဲဘူးလဲဟုစူးစမ်းသိကြည့်မျိုးဖြစ်သည်ကိုကျော်ဆန်းကလူပိန်တော်လဲတက်တူးပြည့်ရှိသည်ကိုရင်လူထက်ဖြစ်၍သပင်ကငုတ်တူလေးတွေရှိသည်သည်တက်တူးထိုးတာလဲတရုတ်တွေလန့်သည် သဘင်ရှိကိုဖိုက်တာလို့စုစည်းထားလင်လေသူတို့ကရှင်းသည်ဘာဒိဘယ်လို့ကျွန်တော်လည်းမသိကိုကျော်ဆန်းကသဘင်မရှိတော့လဲတက်တူးနဲ့မို့ကိုကျော်ဆန်းကိုနည်းနည်းရှင်းနေခြင်းဖြစ်ပြီစိတ်စိတ်ပဲမကြည့်ရဲကျွန်တော်ကလူဖလန်ဘာတက်တူးမှလည်းမရှိကျွန်တော်ကတော့မျက်မှန်ဘိုးတော်ကစားမလို့ဝါမလို့ကြည်ရဲသည်စကားပြန်မကလေးတန်လေးဖြစ်တမျိုးချော့ပြန်သည် ဒီနေ့ကတခုဆိုမတ်တရံပဲဆန်းနှပြပဲပဲလုံးမနေကြနဲ့တချို့စကလုံးတွေဆိုအမတထေးကိုအကုန်မနာပြမှပြဘူးနင်တို့ထိခိုက်မှာဆိုလို့စေရနာနဲ့အပြစ်လွတ်အောင်လွဲ့လွဲ့ပြောပြတယ်နင်တို့ကအမစေရနာကိုနားမလဲကြဘူးငါတို့ကောင်းဆောင်နော်အရန်သဘောကောင်းတယ်နော်ဟိုဘက်ကတရုတ်ကောင်းဆောင်နေကြည့်နင်တို့ကြည့်ကြည့်ဘလို့ပြစ်ပေးလဲနင်တို့အမြင်ပဲငါတို့ကောင်းဆောင်ငါတို့တအားညာတယ်နော် တခန်းလုံးထိုချိန်တွင်တိတ်ဆိတ်နေသည်ဇဂပြန်အမကြီးချော့ပြောတဲ့ငါတိတ်ဆိတ်ခြင်းကိုပြိုခွင်းနေသည်တေဦးကောင်းဆောင်ညာသည် သဘောကောင်းသည်ကို ကျွန်တော်လည်းသိပါသည်ဘာပြစ်လို့လို့ပြစ်ဒဏ်မပေးသည်ကိုလည်းသိပါသည်သို့တော်သူသဘောကောင်းနေုံနဲ့မပြီးထိုက်တန်သည်လာစားရမှလားကျွန်တော်တို့နောက်ွယ်ကမိသားစုလည်းအဆင်ပြေပြီဖြစ်သည် အမစီရင်နာကိုတော့နားလဲပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကလည်းပတ်စံကျွန်တော်စကားမဆုံးမိမျက်မှန်ကောင်က ကျွန်တော်လက်ညှိုးထိုးပြီးအောင်းကောင်းသည်။မျက်မှန်ကောင်ကလေတံကတခါလုံးဟိမ့်ထွက်သွားပြီးဘေးကတရုတ်တွေဝိုင်းကျင်နေကြသည်။ထိုခါကျွန်တော်သွေးများစုပ်ပွက်လာပြီးအပြင်သို့ပင်ထွက်လာသည်ဟုထင်လိုက်ရသည်။ကျွန်တော်ကအေးဆေးပြောနေသည်ကိုမျက်မှန်ဘိုးတော်ကလားအော်၍လဲရှက်ကိုရှက်ကန်းဖြစ်သွားသည်။ တခန်းလုံးနဲ့မျက်မှန်ကောင်းနေကြတော့နှစ်ယောက်တည်းရှိသည်ဝီထင်လာရသည်ဒေါသနဲ့ရှက်စိတ်ပူပေါင်းသွားပြီးမျက်မှန်ကောင်းကိုကျွန်တော်လက်ညှိုးငေါငေါထိုးရော်ပြောလိုက်သည်ခမည်းမစပ်ပေါကိုပိတ်ထားကျွန်တော်ဒေါသကငယ်လေးပေါ်တက်ဆောင်လာသည်မျက်စိတွေဘာမှမမြင်နိုင်တော့မျက်မှန်ကောင်းကမြင်သည်ထိုခါကျွန်တော်ခြေထောက်ကကွန်ပျူတာတင်ထားသည့်စပွဲကုန်ပေါ်အလိုလိုရောက်သွားသည် ထို့နောက်မျက်မှန်ကောင်ရှိရာသို့လက်သီးဖြင့်ပြေးထိုးသည်မျက်မှန်ကောင်ကြောင်အံ့ပြသွားသည်ခေဝေကကျွန်တော်လက်ကိုလမ်းဆွဲတော်လဲချော်သွားသည်ကျွန်တော်လက်သီးကမျက်မှန်ကောင်၏မျက်နှာနှင့်1စင်တီမီတာကမှဝေးတော်သည်ကိုကျော်ဆန်းသာအချိန်မီကျွန်တော်ကိုလှမ်းမဆွဲလင်မျက်မှန်ကောင်နောက်သို့လန်သွားနိုင်သည်ကံတီပီ၍သာတက်တာသွားခြင်းဖြစ်သည်သို့တော်ကျွန်တော်ကို မျက်မှန်ကောင်ရှိန်သွားပုံရသည်သိမ့်မအော်ရတော့ဘီထိုချင်းတွင်အောင်မြင့်စကားနားလဲကြနေမိသည်တကယ်လို့ရင်ဒီကောင်တွေကငါကြောက်တယ်ဟုတ်သည်ကျွန်တော်ဘာမှပြန်မပြောပြန်ကန်နီးလာစာကိစ္စနားအေးပြီးရောသဘောပြန်ပြောသွားသေးသည်ပွဲပြီးမှကျွန်တော်လည်းတက်ပြင်းချနိုင်တော့သည်မတော်၍ပေါင်အန်းခေါ်ပြီးကျွန်တော်ကိုရိုက်ခိုင်းရင်ကျွန်တော်ပဲခံရမည်မဟုတ်လား ကိုကျော်ဆန်းကလည်းအားပေးပါသည်ငါမတ်တရရင်မင်းလည်းရဟာငါတယောက်တည်းဆိုတိုက်ပိတ်အိတ်ခံရလိမ့်မယ်ဦး၍မနခင်အိယာထအလုဆင်းလင်းနှစ်တရတချင်းတစ်ပုတ်အိတ်ချင်းပြီးအော်ဆူခိုင်းသည်ကွင်းဆောင်ကွင်းမိတ်ထဲမှာမနေ့9နာရီနဲ့9နာရီကြားတွင်အိတ်ချင်း2နာရီပြေးထားသည်ကွင်းပိတ်ကျွန်တော်ရွေးထားသည့်အချင်းကယုံကြည်ရာ ကျွန်တော်ရွေးခြင်းမဟုတ်အဖွဲ့ကရွေးခြင်းဖြစ်သည်သူတို့စိတ်ထဲတွင်ယုံကြည်ရာတစ်ခုရှိနေလာသို့မဟုတ်ဘယ်တခြင်းဆိုမှမသိရဗဇတ်တဲ့တွေ့ရာရှောက်ယူလိုက်ခြင်းလားသူတို့ပဲသိပါလိမ့်မည်ကျွန်တော်စိတ်ထဲတွင်တော့တစ်ခုကိုယုံကြည်သလိုလိုမယုံကြည်သလိုလိုရှိနေကြောင်းသိရပါသည်မနက်ခင်းဆိုရင်ယုံကြည်ရာတခြင်းဖွင့်ပြီးလိုက်ဆိုကြသည်ကိုကျော်ဆန်းကစားသားတလုံးမှမရဝူရဝါရရှောက်អော်သည တပတ်လုံးနေမှာစာသာရသည်ကိုကျော်စန်းယုံကြည်ရာတခြင်းစာသာများဒီမှာမထူးဆန်းပါသူကအလွမ်းသမားအသေးခွဲတခြင်းသိတဲ့သာနားထောင်သူဖြစ်သည်မိတို့ဖြစ်စီလူလိန်အလုံးနဲ့ယုံကြည်ရာတခြင်းက အစအမိတို့များမတဲ့ရည်စင်းစရာပင်ကောင်းနေတော်သည်ဒါကိုဝင်ကိုကျော်စန်းကနိုင်ငံတော်တခြင်းဆိုလာနောက်နေသည် ျွန်တော်ကလက်မကန်ကိုယ်နိုင်ငံကိုအိုးမဲသုံးမိလို့ကျွန်တော်မလုပ်ချင်သိခါမရှိကိုကျင်တရားဖောက်ပြန်နေသည့်ဒီလိုနေရာမျိုးနဲ့နိုင်ငံတော်သခြင်းကနတ်ပြည်နယ်ငယ်လို့ကြွားချလာသည်ခန္ဓာကိုယ်နဲ့မလိုက်အောင်ကြီးကြီးကျယ်ကျယ်ပြောရလဲကျွန်တော်တို့တကူစားအစဉ်ပြေအတွက်တိုက်ပွဲဝင်အောင်ဖြစ်သည်ကျွန်တော်တို့ဖြစ်သည် တော်ပြောင်းလာသည်ကြားလို့ကိုယ်စည်းနဲ့ဒုက္ခရောက်ရသည့်ကာလများပဲဖြစ်သည်